တရုတ်ကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ချိန်ချောက်ထားတဲ့လောလောလတ်လတ်သွင်းကုန်90ရာခိုင်နှုန်းစီးချက်ခုံတွေကိုအဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ဧပြီလ10ရက်ကပြောကြားခဲ့ရာကမ္ဘာ့စတော့ဈေးကွက်တွေမှာဒေါ်လာထရီလီယံချီဆုံးရှုံးမှုတွေဖြစ်ပေါ်စေခဲ့တဲ့ကုန်သွယ်ရေးစစ်ပွဲကိုပုံမှုဆိုးရွားစေခဲ့ပါတယ်။ထရန့်ကကျယ်ပြန့်တဲ့အခွန်ကောက်ခံမှုတွေကိုကြီးညာလိုက်ခြင်းဖြင့်လူငင်းတဲ့သတင်းပတ်မှာကမ္ဘာ့စီးပွားရေးကိုကပြောင်းကပြန်ဖြစ်စေခဲ့ပါတယ်။ ထရမ့်ကြေညာခဲ့တဲ့အရရက်သောသွင်းကုန်စည်းချက်ခုနှစ်ကနိုင်ငံတကာစီးပွားရေးကြဆင်းမှုကိုကြောင်းလန့်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။စတော့ဈေးကွက်မှာစတော့ကင်ထားသူတွေကမိမိတို့ရဲ့ရှယ်ယာတွေကိုအများအပြားပြန်လည်ရောင်းချနေကြတာကြောင့်စတော့ရှယ်ယာဈေးတွေထိုးကျနေတဲ့အတိုင်းအောင်သမ္မတဒေါ်နယ်ထရမ့်က၎င်းရဲ့ကြမ်းကြမ်းရင်းရင်းကုန်သွယ်ရေးမူဝါဒကိုရန်နာမှာမဟုတ်တာဖြစ်ပါတယ်။ကမ္ဘာအင်အားအကြီးမားဆုံးစီးပွားရေးနိုင်ငံကြီးနှစ်နိုင်ငံထိတ်တိုက်တွေ့တဲ့ပွဲမှာဝါရှင်တန်ရဲ့အကြီးကစီးပွားရေးပြိုင်ဘက်ဖြစ်တဲ့ဘေကျင်းက ဧပြီ10ရက်မှာအသက်ဝင်လာမဲ့အမေရိကန်ကုန်စည်တွေအပေါ်34ရာခိုင်နှုန်းသွင်းကုန်အခွန်စည်းကြမ်းမှုကိုကျင်ညာလိုက်ခြင်းအဖြစ်တုံ့ပြန်ခဲ့ပါတယ်။ တရုတ်ထံကနေလင်းလင်းမြမြန်လက်တုံပြမှုကအမေရိကန်သမ္မတဒေါ်နယ်ထရန့်ထံကသတိပေးမှုအစ်စ်ကိုဖြစ်ပေါ်လာစေခဲ့ပါတယ်။တရုတ်ဟာ၎င်းရဲ့အခွန်စည်းကြမ်းမှုတွေကိုလက်တုံပြန်တာကိုမရက်ပါကတရုတ်ကုန်စည်တွေအပေါ်အရေးရအခွန်စည်းကြမ်းမှုဟာ104ရာခိုင်နှုန်းအထိဖြစ်လာမယ်လို့ထရန့်ကချိန်ချောက်ခဲ့ပါတယ်။ကျွန်တော်ကတရုတ်နိုင်ငံကိုအလိုလေးစားပါတယ်။ဒါပေမဲ့သူတို့ကဒါကိုမလုပ်နိုင်ပါဘူး။ကျွန်တော်တို့ကအဲ့ဒါကိုတစ်ချက်လောက်တော့လှမ်းပြေးရမှာပါ။အဲ့ဒါဟာဘာလဲဆိုတာကိုကျွန်တော်ပြောပြမယ်။ဂုံယူပြီးလုပ်ရမယ့်ကိစ္စပါပဲလို့ထရန့်ကအင်ပီရိုမှာပြောကြားခဲ့ပါတယ်။ တရုတ်ကလင်းမြန်စွာတုံ့ပြန်လိုက်ပြီးဒါဟာအမေရိကန်ရဲ့ချင်းချောက်အကြမ်းကင်မှုဖြစ်တယ်လို့ဝေဖန်ခဲ့ကဘေကျင်းကဒီလိုလုပ်ရက်ကိုဘရောမလက်ခံလိမ့်မှာမဟုတ်ဘူးလို့ဆိုပါတယ်အမေရိကန်ကသူ့နေသူ့ဟန်အတိုင်းဆက်သွားနေမယ်ဆိုရင်တရုတ်ကလည်းအဆုံးထိတိုက်ပွဲဝင်သွားရပါလိမ့်မယ်လို့တရုတ်ကုသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွက်ပြောရေးဆိုခွင့်ရှိသူကအေဘရန်ရှိရက်ကပြောကြားခဲ့ပြီးထရမ့်ရဲ့ချင်းချောက်မှုကအမေရိကန်ရဲ့ချင်းချောက်အကြမ်းကင်တဲ့သဘောတဘာဝကိုထက်မှန်ပေါ်ပေါက်လာစေတယ်လို့၎င်းကဖြည့်ဆွတ်ပြောကြားခဲ့ပါတယ်